ချန်ပီယံလိဘလူးဘွဲကိုထိုက်တိုက်တန်တန်တက်ရောက်သွားပြီဖြစ်တဲ့အင်တာမီလန်ချန်ပီယံလိရဲ့ဆီမီဖိုင်နယ်ဒုတိယကြိုးမှာအင်တာမီလန်နဲ့ဘာစီလိုနာတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာပရိသတ်တွေကိုမျက်တော်မှခံတန်းစောင့်ကြည့်ခဲ့ရတဲ့ပွဲတွေဖြစ်ခဲ့ရပါတယ်ပွဲချိန်မိနစ်60အတွင်းမှာနှစ်ဖက်သင်းက3ဂိုးကြီးတည်ချခဲ့တာကြောင့်ပွဲဟာအချိန်ပိုထိဆက်လက်ကစားခဲ့ရပြီးအချိန်ပိုမှာတော့အင်တာမီလန်ကတကောအတနဲ့ဘာစီလိုနာကိုနိုင်ယူသွားခဲ့ပါတယ်ပွဲစားကြင်ပွဲချိန်22မိနစ်မှာအင်တာမီလန်တိုက်စစ်မှုလော်တာရိုမာတီနက်ကဒန်ဖရီရဲ့ပေးပုံးလို့ရတဲ့ဒစဉ်အဖွင့်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ် ပထမပိုင်းပွဲပြီးကန်ဒီမှာတော့ဘာစီလိုနာနောက်ခံလူဂျူပါစီကရော်ဒါလိုမာတီနက်ကိုပီနယ်တီအေရီးယားတွင်ကျန်တက်စွာဖြတ်ထုတ်ခဲ့တာကြောင့်ပီနယ်တီပြစ်ဒဏ်ဘောကိုအင်တိုင်မီလန်ကရရှိခဲ့ပြီးကာဟန်ဂလူကမာယွမ်ရှိကန်သွင်းယူခဲ့လို့ပထမပိုင်းမှာအင်တိုင်မီလန်ကနှကိုးကိုမရှိနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ဘာစီလိုနာတို့ကချစ်ပါကိုးတွေပြန်လည်သွင်းယူဖို့အဆောင်ကုန်ကြိုးစားခဲ့ပြီးပွဲချိန်54မိနစ်မှာဂျရမတင်ရဲ့ပေးပို့မှုကနေအဲရစ်ကာစီယာကလှပတဲ့ပိတ်သွင်းမှုနဲ့ဘာစီလိုနာတို့ပထမအဆုံးချစ်ပါကိုသွင်းယူနိုင်ခဲ့ပါတယ်မကြခင်မှာပဲဂျရမတင်ရဲ့ကန်တင်ပေးတဲ့ဘောလုံးကို ဒန်နီယိုမိုကခေါင်းတိုက်သွင်းယူခဲ့တာကြောင့်နဂိုနိုကိုကြီးတည်ကြားခဲ့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ပွဲပြီးကနေပွဲချိန်88မိနစ်မှာတော့ဘာစီလိုနာကရာဖင်ညာရဲ့လှပတဲ့သွင်းကိုနဲ့ဦးဆောင်ဂိုးကိုရယူနိုင်ခဲ့လို့ပရိသတ်တွေအားလုံးယဉ်ကုန်ခဲ့ကြရပါတယ်။ဒါပေမဲ့ဘောလုံးဆိုတာအလုံးကြီးပါ။တကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်ပဲအင်တာမီနဲ့နောက်ခံလူအစာပြီးကမိနစ်နေငယ်ကြာမှပဲလှပတဲ့ခြေပါဂိုးကိုပြန်လည်သွင်းယူခဲ့တာကြောင့်ပွဲရ3ဂိုးစီတည်ကြခဲ့ပြီးအချိန်ပိုကိုဆက်လက်ကစားခဲ့ရပါတယ်။အချိန်ပိုမှာတော့အင်တာမီနဲ့က Fradizia နိုင်ဂိုးနဲ့တူပွဲကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့အင်တာမီလန်တင်းကချန်ပီယံလိဘိုလူဝဲကိုတက်ရောက်ခွင့်ရရှိသွားခဲ့ပြီးဘာစီလိုနာတို့ကတော့သူတို့ရဲ့ဖလားသုံးလုံးရယူဖို့ဆိုတဲ့အိမ်မက်ကတော့ဒီမာရင်တခန်းရံအဆုံးသတ်သွားခဲ့ပြီးချန်ပီယံလိကနေနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။အင်တာမီလန်ရဲ့မယုံနိုင်စရာကောင်းလောက်အောင်ဆွမ်းဆောင်ယူနေတဲ့သူချန်ပီယံလိရဲ့ဘိုလူဝဲမှာဘယ်အသင်းနဲ့တွေ့ဆုံရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီးဘာစီလိုနာတို့တော့ဒါဟာနာကျင်စရာကောင်းတဲ့နှုတ်ဆက်ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။ဒီမှာဒီနေ့